မယုံမြင်တန်ကြားအဖြစ်ကညာရှင်မိုးကုတ်ဆရာတော်ဖျားကြီးဟာတက္ကရာ1331ခုဒတော်လဆုပ်စစ်တင်းနေ့မှာတက်တော်50ကျပ်ပြီးသိခါတော်30တဝါရှိပြီဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်စစ်ဘေးစစ်တမ်းကိုရှောင်ရှားရင်းမိုးကုတ်မြို့မှာတရင် သုံးနေထိုင်တော်မူတာဟာလည်းခုနှစ်နှစ်ရှိပြီဖြစ်ပါတယ်ဒီကလာတွင်ဆရာတော်ကြီးဟာလက်တွေ့ကျင့်ကြံနိုင်မဲ့ဝိပဿနာတရားတော်တွေကို တွင်တွင်ဟောကြားတော်မူခဲ့ပါတယ် မုဂုဆရာတော်ကြီးတရားဟောဟန်နဲ့ပတ်သက်လို့မုဂုမျိုးမင်္ဂလာတိုက်မှဆရာတော်ဗန္ဒနာဝိမလမှ အခုလိုမိတ်ဆွေရှင်းပြတော်မူခဲ့ပါလို့ရှင်ဆရာတော်ဗျာကြီးတို့ရဲ့ခက်ခါကာလတုန်းကတရားဟောကြပြီဆိုလို့ရှိရင်အတန်လွင်လင်းလေးနဲ့ဟောတဲ့ပြောတဲ့အလေးထားရှိအတန်ကောင်းမှ ဓမ္မကတိကကောင်းဖြစ်တယ်လို့အဲ့ဒါလို့ထင်ကြတယ်။ဗာရာလေးယူပြီးတော့အနတ်ဆန်ကောင်းကောင်းနဲ့အဲအတန်ရှည်ဆွဲပြီးတော့ဘုဒ္ဓဇာကျောင်းကိုလမ်းလောက်ဆွေးလောက်အောင်ဟောကြပြောကြတယ်။အဲ့ဒီအခါတာယကတာယိကာမတွေကဆရာတော်ဘုရားကြီးကိုအတန်လေးနဲ့ဗာလေးနဲ့ဟောဖို့ပြောဖို့ရအတွက် ဆရာတော်ဘုရားကြီးကိုလျှောက်ထားကြတယ်။အဲဒါလို့လျှောက်ထားတဲ့အခါမှာဆရာတော်ဘုရားကြီးကလက်မခံညင်းပယ်တော်မူပါလေ။ဘာကြောင့်ညင်းပယ်ရတယ်လဲဆိုလို့ရှိရင်ဘုရားဟောတဲ့ပါဠိတော်တစ္ဆာလေးပါတရားတော်တွေဟာလေးလေးနက်နက်တည်တည်ငြိမ်ငြိမ်ဟောတဲ့နယ်လို့ဆရာတော်ဘုရားကြီးကယူဆလို့ညင်းပယ်တော်မူခြင်းဖြစ်ပါလေ။ အတန်ရှိဆွဲပြီးတော့ဟောတာကိုလည်းပဲမြတ်စွာဘုရားကတမ်းမြစ်တော်မူပါတယ်။ဇုလောပါဠိတော်မှာပြညတ်ထားတာကအတန်အတုအရှိအနစ်အမြစ်လောက်ပြီးတော့ဟောလို့ရှိရင်တဏ္ဍာအနေနဲ့ကိုယ်အတန်ကိုကိုပြန်ပြီးတော့နှစ်သက်ဆွေးနွေးမှုတတ်တယ်။နန္ဒမအနေနဲ့ သူသမားတို့ကလည်းပဲဒီအတန်ကိုစွဲမဲ့နှစ်သက်မိတတ်တယ်။သံဃာအနေနဲ့လူအများကကဲ့ရဲ့တတ်တယ်။မိနမအနေနဲ့ကအတန်ကိုလှုပ်ပြီးတော့ဟောရခြင်းကြောင့်တမာတိပြက်တယ်။ငါနမအနေနဲ့နောင်လာနောင်သားတွေကိုလှုပ်တမ်းရကိုအတူယူလိုက်လှုပ်တတ်တယ်လို့ အပြည့်၅မျိုးကိုပြပြီးတော့ဆုံးမတော်မူတယ်။ဒါကြောင့်မောဂဆရာတော်ဘုရားကြီးကတရားဟောရမှာလူရင်းတူရှင်းတရားနာပိသတ်လေးနားလေသဘောပေါက်စီအတွက်အဓိကထားပြီးဟောပါလေ။နောက်တစ်ခုကပရိသတ်သမုပ္ပါကို အခြေခံပြီးတော့တရားနာပိသတ်ရဲ့ခန္ဓာဖြစ်စဉ်ကိုကြည့်ပြီးတော့သစ္စာ၄ပါးအမှန်တရားတွေကိုပေါ်လည်အောင်ဟောပြတော်မူတယ်။ ။မြတ်စွာဘုရားသခင်တော်မြတ်ကြီးကလည်းပဲဘယ်ဘယ်တရားကိုပဲဟောဟောသစ္စာကိုပဲဥတည်ပြီးတော့သစ္စာပြီလို့ရအတပဲဥတည်ပြီးတော့ဟောပါလေ။အဲဒါလိုပဲပြည့်စုံတော်ရှင်မုဂ္ဂဆရာတော်ဘုရားကြီးကလည်းပဲသူဟောတဲ့တရားတိုင်းမှာသစ္စာတရားကိုဥစားပြီးပြီးတော့ဟောတော်မူတယ်လို့ဘုန်းကြီးတို့အဲဒါလိုသိရပါတယ်။ကျောင်းရည်မြင့်တန်ကြားပြည့်တတ်များရှင်။ မိုးဘူးဆရာတော်ဖရာကြီးဟာတရားတော်ဝဲကိုအချင်းတနာကြီးသတ်မှတ်ထားပါတယ်။အကြောင်းအရာမကုန်သေးရင်နောက်တစ်ဝဲကျမှဆက်ပြီးခေါ်ပါတယ်။အခုလိုတနာကြီးတွင်သတ်မှတ်ထားတဲ့အတွက်ခေါ်သူလည်းမပင်မန်း၊နာသူလည်းစိတ်မနှွမ်း၊တရားလည်းရွှင်လန်းနေတယ်လို့ဆိုပါတယ်။ပြီးတော့ဆရာတော်ကြီးဟာတရားနာပိဋကတ်ပေါ်စင်ရဲချမ်းသာအစဉ်တန်းမခွဲခြားပဲဟောကြားတော်မူပါတယ်။ဆရာတော်ကြီးရဲ့တရားတွေဟာအခုလိုမရှိတိကျမှန်စွာပြည့်ပြည့်ဟောလို့ရှိပါတယ်။ အချို့နေရာတွေမှာအကြောင်းအရာခိုင်းလုံစီဖို့အတွက်ဖျားရောဒေသနာပါဠိတော်တွေကိုလိုအပ်သလောက်သာထုတ်လုပ်ထည့်သွင်းဟောပြောပါတယ်။ဆရာတော်ကြီးဟောကြားတဲ့တရားတွေမှာလက်ဘက်ကိုမှမတိမ်ဆောင်တရားလမ်းကြောင်းတိုင်းသဘာဝကျကျဟောပြသွားတော်မူတာဖြစ်ပါတယ်ရှင်။မဘုဆရာတော်ဖျားကြီးရဲ့တရားတော်တွေဟာ나ယူပြီးရင်ထက်ခါထက်ခါ나ယူလွယ်တဲ့ဆန္ဒတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့်လည်းဆိုတော့ဆရာတော်ကြီးကခန္ဓာညာရောက်လက်တွေ့ကျင့်ရတဲ့တရားတွေကိုဟောပြောညွှန်ပြနေတာကြောင့် တရားနာကြည့်တဲ့အခါဆက်လက်ပြီးတရားရှုမှတ်နိုင်ရပါတယ်။နောက်တစ်ခုထူးခြားတာကဆရာတော်ကြီးရဲ့တရားတော်တွေကိုဒီနေ့တရားတော်ဝဲနာပြည့်ရင်နောက်နေ့တရားတော်ဝဲကိုလက်လွတ်သွားမှစိုးရင်ကြပါတယ်။ဒါကြောင့်တရားဝဲမှန်သမျှမလွတ်တမ်းနာယူလို့ကြပါတယ်။ဒါဟာဆရာတော်ကြီးရဲ့တရားဟောကောင်းတဲ့ဂုဏ်အင်္ဂါတစ်ခုပါပဲ။မောကဆရာတော်ဘုရားကြီးဟာတရားဓမ္မဖြန့်ဝေရာမှာလူနေတဲ့ကွက်လတ်တစ်ခုကို ဖြည့်ပေးခဲ့တယ်လို့ဆိုနိုင်ပါတယ် ဓမ္မပဒအဋ္ဌကထာထေရထေရီအဋ္ဌကထာဇာတကအဋ္ဌကထာ950နိပတ်တော်တွေမှာဘုဒ္ဓဇာလန်းတွေနဲ့အမွန်းတင်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဇာယိတခုကိုတိုင်တိုင်ဝိုင်းဝိုင်းတိဆောက်ပြီးအလွန်အစီပြောစရာရှင်စရာရတ္တတွေနဲ့ ပိသောပြိနောက်ဆုံးမှာတရားတော်ကိုနာရ၍သောတာပန်ဖြစ်လေသည်တကရကံအနာကံရဟန္တာဖြစ်လေသည်လို့သိကြုံပြီးပေါ်ပြထားတတ်တယ်။ဘယ်လိုတရားကိုနာရလို့ဘယ်လိုကြင်ကြံအာထုံလို့ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့တရားစခန်းအလောက်ခွေမျိုးတွေမပါဘူး။ ဆရာတော်ဘုရားကြီးဟာအဲ့ဒီဟာနေတဲ့ကွက်လက်တစ်ခုကိုဖြည့်ပေးဖို့ဝိပဿနာအလုပ်ပေးတရားတော်တွေကိုအများနားလည်အောင်ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်။ မတ်တမဲ့နေမှာလွန်သွေးတယ်ဆိုတာမှတ်ထားကြပါနော်အမတ်တမဲ့နေမှာအမနာသွေးနေဒါကြောင့်သာနာထာဘိက္ခဝိရကမာအနာထာဘိက္ခဝေငါ့ခြေသာပြီများတို့သာနာထာကိုးစားရအထာရရှိကြကုန်ပြီဘဝထဖြစ်ကြကုန်တော့သာနာထာမာအနာထာကိုးဝယ်ရမရှိဘဲနေကြကုန်ပြီမာအနာထာမဖြစ်ကြကုန်စေလင်း ကိုယ်ခွေရရှိပြီးကလာအကိုရလေးတခုတော့ရှိကြပါစေကွာအကိုရလေးတခုတော့ဖြင့်ရှိကြပါစေအကိုရမရှိဘဲနေရခြင်းဟာဒုက္ခဆင်းရဲ၏အကိုရမရှိလို့ရှင်အမှန်ဆင်းရဲတယ်အဲ့ဒီငုတ်တို့ပါဠိတော်တကနိဗ္ဗာန်ငုတ်တို့ပါဠိတော်ကြီးမှာကိုယ်ခွေရတော့ဖြင့်မင်းတို့အကိုခွေရဆိုတာအားထားရပါပဲမှန်ပါပါ ကိုယ်ကိုရာအထာရဖြင့်ရှိကြပါစေကွာကိုယ်ကိုရာအထာမရှိလို့ရှင်မင်းတို့ဒုက္ခရောက်တော့မယ်မှန်ပါဗျာဒါဖြင့်ငဃာမတွေဆရာသမားကသုံးမတိုင်းကိုယ်ကိုရာတွေကတော့ဖရာလည်းကိုယ်ကိုရာပဲတရားလည်းကိုယ်ကိုရာပဲသံဃာလည်းကိုယ်ကိုရာပဲမတမီရိကုဏာအနန္တောဆိုတာလည်းရှိကြတာပဲဒီတဲကဘုရားခင်ကိုရမကြီးကဘယ်အားကိုပုံမူပြိတ္တကာလကြိုက်တယ်ဆိုတဲ့ဥစ္စာသတိထားရမယ်နော်မှန်ပါဗျာ ပညာဝါဟောတိဥရိယထဂာမိနိယပညာနဲ့ဖြစ်ပျက်ကိုရှုပြီးနေတဲ့အလောက်ပါအဲ့ဒါမင်းတို့သမာဓုက္ခကေယဂာမိနိယပဲတဲ့အလုံးစုံဒုက္ခကိုကုံစေတိုင်းတကွာပညာနဲ့ဖြစ်ပျက်ဥရိယဘယဆိုတဲ့ရှင်းမှုပြမှုကိုမင်းတို့ဥရိယထဂာမိနိယဆိုတဲ့အတိုင်း ြစ်မှုပြတ်မှုကိုမင်းနဲ့နှလုံးသွင်းပြီးကြတာပဲအချိန်မဆိုနှလုံးသွင်းပြီးကြလာနေကြမယ်ဆိုလို့ရှိရင်ဒုက္ခခေယဂာမိနိယဒုက္ခကိုကုံစေသည်ဟောတိဟိမင်းနဲ့ဖြစ်ပြက်ကိုနှလုံးသွင်းတာကိုအာဟုအာရထားပါလို့မှားခဲ့ဘာနှလုံးသွင်းရမလဲဖြစ်ပြက်ကိုအာဟုအာရနှလုံးသွင်းပြီးကြလာထားပါတဲ့ယံပိဓမ္မနာသကာရမော အယံပိဖြစ်တဲ့ကိုအာကိုရခြင်းနိနာထကရဏောကိုယ်ပွယ်ခြင်းကိုပြုကြတေဟောတိဖြေဆိုတဲ့တိုင်းတဲ့မင်းတို့ကိုယ်ပွယ်ရကိုယ်ပွယ်ရဆိုတော့သာကိုအားထားရဩဘယ်လိုအားထားရမလဲလို့ဒကာကျော်တို့ဒကာတိတို့ဥဒ္ဓဘုရားကမေးလို့ရှိရင်သူကဒုက္ခကုန်စေနိုင်သောကြောင့်ဖြစ်လို့အာကိုရတယ်သူကဘာပါလဲဒုက္ခပါဘူး ဒုက္ခပုံစံနိုင်သောကြောင့်ဘုန်းကြီးတရားဓမ္မတွေအားကိုးရတယ်။ဟောဒါဖြင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုန်တဲ့နေရာတော့ဖြင့်တရားဓမ္မတို့အားကိုးရမှာအစ်စ်ပဲ။အစ်စ်ပါဘုရား။ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုန်ရပဲအားကိုးရမှာပဲ။ဒါကြောင့်ပညာဝါဟောဒီဥရိယတ္ထဂမိနိယသမန္နာကတော်အရိယာယ ြူစင်သောနိဗ္ဗေရိကာယထိုးရင်းတည်သောတမာကောင်းစွာဒုက္ခခရဂာမိနိယာဒုက္ခကိုပုံစေတတ်သည်သုံးစေရသောပညာသည်ဟောတိစီအယံပိဓမ္မနာထကရမောအဲ့ဒီကဲတော့သကနိဗ္ဗာန်ငုတ်သူကိုကိုယ်ရရှစ်ပါးရရှိတဲ့နေကနောက်ဆုံးပိဒါဟောပိဒကလာသာသောကြောင့်ဘုန်းကြီးတို့ကဓမ္မတွေဘယ်လိုကိစ္စတွေ့တွေ့ဖြစ်ပြတာအခုမှာမှန်ပါပါ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဖျားကြီးဟာဖျားခေါ်တဲ့အခါမှာအမေးဖြေပြုပြီးခေါ်လေးရှိပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကလည်းအရှင်အနန္ဒဆိုတဲ့ရဟန္တာတစ်ပါးဟာအခုလိုအမေးဖြေပြုပြီးတရားခေါ်တဲ့အကြောင်းကိုသိရှိရပါတယ်။ခုလုံမေးလိုက်ဖြေလိုက်ဆိုတော့တရားနာပရိသတ်တွေနားလည်မလဲစမ်းသပ်ဆက်ဆေးပြီးသားဖြစ်သွားပါလေဆရာတော်ကြီးဟာအကြောင်းအရာတစ်ခုကိုနားလည်စေပြီးမှနောက်ထပ်အကြောင်းအရာတစ်ခုကိုရှင်းဆက်ပြီးဟောတဲ့အတွက် တရားနာသူပရိသတ်အမြင်ရှင်းစေပါလေပရိသတ်ကလည်းသင်္ကမပြန်လဲဆောက်ထားခွင့်ရတဲ့အတွက်ပုံကြီးကျင့်နှံ့ကြပါပဲအကျိုးစုလည်းရရှိစေပါလေခေါ်ကြားသူနဲ့နာယူသူရင်းနှီးမှုလည်းရရှိစေပါတဲ့တဟကျေးဇူးရှင်မိုးကုတ်ဆရာတော်ဖျားကြီးရဲ့တရားဟောစွမ်းဤထူရှားမှုတွေပါပဲ ကြားအဖြစ်တက်များရှင်ဘုဟုဆရာတော်ဖျားကြီးဟာသက်တော်52နှစ်မှသက်တော်50နှစ်ဖြင့်ဆယ်နှစ်ကြာအောင်ဘုဟုမြို့မှာတည်ထောင်နေထိုင်တော်မူခဲ့ပါသည်တက္ကရာ1314ခုဒဇောင်မုံလမှာမရပူရမြို့မှာဒကာဒကာမများရဲ့ပျော်လင့်တန်းတာပြည့်လျှောက်ချက်ရဆရာတော်ဖျားကြီးဟာမရပူရမြို့ကိုပြန်လည်ကြွရောက်လာပါသည်မရပူရကိုပြန်ရောက်တဲ့ဆိုရင်ပဲမရပူရမျိုးမိုးကုတ်ကျောင်းကြီးအပေါ်ကမှပဋ္ဌာန်းမြဝါများပို့ချပေးပါတယ် အဲ့ဒီမှာစာလိုက်တန်းကားများနဲ့အတူလူပုဂ္ဂိုလ်တချို့လည်းလာရောက်ပြီးစာဝါများနိုင်ကြပါလိမ့်မယ် များဟာခက်ခဲနေတဲ့ဗိဓမာတရားတွေဖြစ်တာကြောင့်တာမန်လူပုဂ္ဂိုလ်တွေအပြည့်အစုံနားမလည်နိုင်ကြပါဘူး။ဒါကြောင့်မုခုဆရာတော်ဖျားကြီးကလူပုဂ္ဂိုလ်တွေအတွက်လွယ်တကူနားလည်နိုင်မဲ့ဗိဓမာအခြေခံတရားတွေကိုပြီးသန့်တရားဝဲများလုပ်ပြီးဟောကြားပေးပေးပါတယ်။အဲဒီကနေတဆင့်ဝိပဿနာတရားဝဲများအဖြစ်ခြေပြန့်သွားခဲ့ပါလိမ့်ရှင်။မနာရမဆိုရဲသိစိတ်ပြည့်ကိုမြင်လို့ရှိရင်သိတ္တဥပဒနာနဲ့နိဗ္ဗာန်နာရီကဘုံကြီးရှိနေတော့ဘယ်ရန်တာကြီးကသူချောက်ဖို့လိုရှိ မုဂုတ်ဆရာတော်ဖျာကြီးမရဗုဒ္ဓမြို့မင်္ဂလာကျောင်းတိုင်းမှာသစ္စာတရားများစတင်ဟောကြားတော့တရားနာပိသက်40 50လောက်ပဲရှိခဲ့ပါတယ်တရားနာပိသက်40 50လောက်ကိုမူရင်းတန်တော်နဲ့ပဲဟောနိုင်ခဲ့ပါတယ်နောက်တော့တရားနာပိသက်300 400လောက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်ခါမှာဆရာတော်ကြီးက အတန်တော်ကိုပို့ပြီးတော့ပြင့်ပြီးတော့ဟောခဲ့ရပါတယ်။နေ့တိုင်းလဲဟောနေရတော့ဆရာတော်ကြီးပို့ပြီးပြန်မှန်းတာပေါ့ဗျာ။ဒါကြောင့်မို့1953ခုနှစ်အောက်တိုဘာလလောက်ကစပြီးဆရာတော်ကြီးတရားဟောဖို့တန်ကျက်ဆက်တက်ဆင်အသုံးပြုခဲ့ရပါတယ်။1954ခုနှစ်လောက်မှာဆရာတော်ကြီးဟောတဲ့တရားတွေကိုတန်သွင်းကျိုးပွေတွေပေါ်မှာ ိတ်ရကော်တာများနဲ့အတန်အတွင်းဖမ်းယူထိန်းသိမ်းခဲ့ရပါတယ်။မိုးဘုံမြို့တရားဝဲများမှာဒဂါကြီးဦးမြင့်အတန်ဖမ်းယူနေစဉ်ဆရာတော်ကြီးကခေါ်ယူပြီးဒီတရားတွေကိုသိချာသိမ်းထားပါ။နောက်အချိန်ငါမရှိတဲ့အခါမှာဒီတရားတော်တွေပြန်ပွားလိမ့်မယ်လို့မိန့်မှာခဲ့ပါတယ်။ဆရာတော်ကြီးရဲ့မိန့်မှာချက်အတိုင်းဘီယူတစိုက်အတန်များဖမ်းယူခဲ့ရာပထမပိုင်းမှာ မိယာမပြေမှုကြောင့်တကြောင်အတန်တွင်းကျိုးဝင်များဟာစက်ကုတိန်များဖြစ်နေတာကတကြောင်ဒီကြောင်နေကြောင်အတန်များပကြီးမလင်ဖြစ်ခဲ့ရပါတယ်ဒါကြောင့်မို့ဒဂါကြီးဦးမြင့်ဒေါ်တန်တန်းတို့ကကျောင်းတိုက်ကြီးအတွက်ဝိဇ္ဇကြီးတလုံးကိုဝယ်ယူလှူဒန်းခဲ့တာကြောင့်အတန်များပုံမကြီးလင်ပြတ်သားစွာဖမ်းယူနိုင်ခဲ့ပါတယ်ဒီကနေ့ဆရာတော်ဘုရားကြီးရဲ့ မူရဲ့အတန်တော်တွေကိုကျမ်းနာရတာဟာအဲ့ဒီခေတ်ကတရားဒဂမများရဲ့တရားတရားထက်တန်မှုဆရာတော်ကြီးရဲ့မျှော်မြင်ကြီးမှုကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာအာလုံးတရားနာကြတဲ့တရားဓမ္မတွေဖြစ်ပြကိုအာယုံပြုတဲ့ဉာဏ်လေးအာကိုကြပါဘာကိုရဖြစ်ပြပါဉာဏ်ပါဘာကို ဖြစ်ပြကိုမြင်နိုင်တဲ့ညာဖြစ်ပြဆုံးမြင်နိုင်တဲ့ညာတိုက်ရညာဒီညာတစ်ခုကိုဖြင့်တခါကျော်တော်ဘုလားဘုရားတခါတက်တော့ဘယ်တော့မှမလျှော့ပါဘူးမှန်ပါဗျာညမယုံညင်တန်ကြားအပြည့်တများရှင် မုခုဆရာတော်ဖျားကြီးတရားဟောတဲ့အခါတရားမှာပြည့်တများပြားလာတာနဲ့ညတက်တောင့်တက်တာကြည်ကြဲဝန်းဝန်းတန်တန်ရှင်းရှင်းနဲ့တရားနာယူနိုင်ကြဖို့နေရာတစ်ခုလိုအပ်လာပါတယ် ။ဒါကြောင့်မရပူရမြို့ဦးတော်ရဲမှပိုးကုံတဲ့ဦးထွန်းကြီးနဲ့ဇနီးတော်စောစောမိသားစုတို့ကတက္ကရ1316ခုတကူးလာမှာဓမ္မယုံကြီးတစောင်းဆုတ်လုပ်လှူဒန်းခဲ့ပါတယ်။အဲ့ဒီဓမ္မယုံကြီးကိုဓမ္မဒုက္ခရိတာဓမ္မယုံကြီးလို့အမည်ပေးပြီးဓမ္မယုံကြီးပေါ်မှာညပိုင်းတရားပွဲများကျင်းပခဲ့ပါတယ်ရှင်။တရားဓမ္မတို့ တရားဆိုတာခန္ဓာမှာရှားရမယ်တရားဘယ်မှာရှားရမလဲအဲ့ဒီခန္ဓာမှာရှိတဲ့တရားတွေကိုသိခြင်းနဲ့မြင်ခြင်းနဲ့ဆိုရင်ဆရာမရှိပဲရပါမလားရပါပါဘုရားအဲဒကာရကမတို့ဆရာကောင်းသမားကောင်းကိုကိုယ်ရှိကပ်ပြီးတော့အဲ့ဒီဆရာသမားထာမမြတ်တဲ့ဆိုတဲ့သစ္စာတရားနာရလိမ့်မယ်ရပါပါဘုရားဘာတရားနာရမလဲရ ဲ့ဒီသစ္စာတရားဒီနာကနာညာကပဲလှဲ့မလဲခန္ဓာလဲလိုက်တော့ခန္ဓာထဲမှာတလုံးလုံးတရားရွားနဲ့ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်သဘောလေးတွေမတွေ့ရပါဘူးလားအဲ့ဒီပြင်းပြဘာသစ္စာပါလိအဲ့ဒီဒုက္ခသစ္စာမြင်လာသည်ညာလှဲ့လို့လားမလှဲ့လို့လားညာသည်တခြားလားမက္ခသစ္စာလား အဲ့ဒီမကသေးစာပေါ်လိုက်တာနဲ့တပြိုင်နဲ့တရားရကမတို့ဒုက္ခပိုင်ပိုင်ချာချာမမြင်ရပေဘူးလားဒုက္ခပိုင်ပိုင်ချာချာမြင်လိုက်တော့ဒီခန္ဓာလိုခြင်းနဲ့ဆိုတော့သမုဒိယသစ္စာလာပါဦးမလားမလားတော့အဲ့ဒီအချိန်မှာនិရောဓသစ္စာပေါ်မပေါ်အဲ့និရောဓသစ္စာဆိုင်အောင်ရှုနိုင်တာဒီဆရာအကူကြီးပါလို့လားမပါလို့လားအဲ့သူတော်ရှိကသူတော်ရှိကယတယနာ လျော်စွာခြင်းမေဖို့ခွင်ရလင်ဧကန္တာသူတော်ကောင်းကိုယ်ွယ်ရှိကားပြီးတော့တရားတော်ကမာတို့သူတော်ကောင်းဟောတဲ့တရားတွေနာဂနာညာငခန္ဓာလဲရမယ်ဒီခန္ဓာလဲလိုက်တော့ဩတို့တရားဆိုတာတော်တဲ့တောင်းနဲ့မဟုတ်ပါလားတို့ခန္ဓာတရားတွေပါလားသွားရင်လာရင်စားရင်တောင်းရင်လည်းတို့တရားတွေရှိနေတယ် တတိမထာလို့မတွေ့တာအဲဒါကတော့တရားဆိုတာ အဝေးကြီးသွားရှာရမှလားခန္ဓာလားအဲသွားရင်လာရင်ရောက်ရင်ဝယ်ရင်လည်းရှာလို့မရဘူးလားအဲတရားဘယ်မှာရှာမလဲသစ္စာဘယ်မှာရှာမလဲအဲတရားရှာခန္ဓာတွေ့ဆိုတော့ပေါ်မလာဘူးလားသစ္စာရှာခန္ဓာတွေ့ဆိုတော့ပေါ်မလာဘူးလား ဒါသစ္စာခန္ဓာရှာလိုက်တော့ဘာသစ္စာတွေ့မလဲဒုက္ခဆင်းရဲတာတွေ့မလားမဆင်းရဲတာတွေ့မလားဆင်းရဲတာတွေ့ပါဘူးဗျာဒါဆင်းရဲတာတွေ့တယ်ဆိုတော့တရားဒဂမတို့စွတောင်းလို့တွေ့တာလားမဲ့ပေါ်လို့တွေ့တာလားမဲ့ကလည်းပေါ်ခြင်းလို့ပေါ်တာလားပွားများလို့ပေါ်တာလားအဲ့လိုပွားများတတ်တာလဲဆေးရအကူကြီးမပါဘဲနဲ့ရပါမလားမရပါဘူး အဲ့တော့ဆရာအကူကြီးနဲ့ဘွားများလိုက်တဲ့အခါကျတော့ဒီခန္ဓာဒုက္ခပိုင်းပိုင်းခြားခြားမြင်မမြင်မြင်လိုက်တော့လိုခြင်းတယ်ဆိုတော့သမုဒိယသစ္စာသိမသိသိလိုက်တော့နောင်ခန္ဓာရသေးရဲ့လားတိုင်သစ္စာ၄ချက်တပြိုင်နဲ့ဆိုင်မဆိုင်ကဲဒီနေ့အချိန်စီပြီတော်ကြအောင်ဆို့